ခုကကျွန်တော်တို့ကလူလိုတွေးပြီးနှစ်ပတ်ရတာလူသားချင်းစာနာမှု humanitarian cause ဆိုပြီးကိုစစ်နှစ်ပတ်ရတာနော်လူလိုနားမလည်တဲ့လူတို့ဆုံးမဖို့အစင်းနေမယ်ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ် မင်္ဂလာပါခင်ဗျာ PPTV ရဲ့တည်တံ့တွဲဆုံမေးမြန်းငန်းကနေကြိုဆိုပါရစေဒီကနေ့မှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကစစ်ကောင်စီထိန်းချုပ်နေမြေတွေမှာလုံခြုံရေးအာမခံချက် ရှိမဲ့ဆိုရင် CDM ကျွမ်းကျင်ဝန်ထမ်းတွေနိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဘေးတင်ပြည်သူလူထုအတွက်အရေးပေါ်ကယ်ဆယ်ရေးကုသရေးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြေညာထားတဲ့အပေါ် ်မြို့သားညညွေအစိုးရပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဆရာကြီးဒေါက်တာစောဝေဆိုးကိုမေးမြန်းသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူမောင်သိန်းပါဆရာကြီးမင်္ဂလာပါခင်ဗျာမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါကိုမောင်သိန်းဟုတ်ကဲ့ပါဆရာကြီး PPTV ရဲ့တည်တံ့တွဲဆုံမေးမြန်းခန်းကနေကျွန်တော်တို့မေးခွန်းတွေ ပြင်ဆင်ထားပါတယ်အဲမေးခွင့်ပြုပါဆရာကြီးခင်ဗျာရပါပြီဆရာမေးပါဟုတ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကဒီမြန်မာနိုင်ငံမှာအဲစကိုင်းမျိုးကိုအခြေပြုပြီးလှုပ်ခတ်သွားခဲ့တဲ့ငလျင်ကြောင့်အဲဒီလူအသေးပြောက်တွေလည်းတအားများနေပါတယ်အခုလက်ရှိအချိန်ကာလကလည်းဒီအကြမ်းဖက်စစ်တပ်ကမတရားအာဏာသိမ်းထားတဲ့အချိန်ဖြစ်နေပါတယ်ဆိုတော့ဆေးရနာသိမ်းထားတဲ့အချိန်နဲ့ပြည်သူအစိုးရအုပ်ချုပ်တဲ့အချိန်စီမံခန့်ခွဲမှုအပိုင်းအဲကုညီကယ်ဆယ်မှုအပိုင်းမှာဘလို့ကွာခြားမှုမျိုးတွေရှိနေမလဲဆိုတာပထမဦးဆုံးအနေနဲ့သိပြရစီဆရာကြီးခင်ဗျာ ကျေးဇူးပါကိုမောင်သိရင်ဒီမေကွန်မေးတာရောဒီအင်တာဗျူးအဲကျွန်တော်ကိုလောက်တာရောပေါ့နော်ဆိုတော့ဟိုဒါအားလုံးသိပြီးသားကျွန်တော်တို့ဒီနေ့တော်လိုင်းကြီးလောက်တာကိုကဒီလိုမျိုးနော်အဲပြီးခဲ့တဲ့ကိုဗစ်ကာလတုန်းကဆိုရင်လည်းပဲကိုဗစ်သတ်ဝေ့မှာကျွန်တော်တို့လူတွေအများကြီးသေမှာဆိုလို့ကျွန်တော်တို့ကအားလုံးကဒီအရာတွေကိုကြိုတင်ခန့်မှန်းတွက်ချက်သိရှိထားပြီးသားပေါ့ဗျာပညာရှင်တွေနဲ့ နော်အလားတူပါပဲဟိုရေကြီးတဲ့ကိစ္စဆိုလဲမိုးလေဝသနဲ့ဒါနဲ့ဆိုရင်ဒါမျိုးတွေကိုကျွန်တော်တို့ကမန်းတွက်ချက်ပြီးပြင်ဆင်ထားဖို့ပေါ့ဗျာကျွန်တော်တို့နိုင်ငံကကဘာပေါ်မှာ disaster prone အဖြစ်ဆုံးအခုလို B and Y တွေကြာရောက်ဖို့တဘာဝ B and Y တွေကြာရောက်ဖို့ကြာရောက်နိုင်ကြီးအများဆုံးဒေတာနိုင်ငံထဲမှာပါတယ်ဆိုတာကဒါအရင်ကနေကဒါတွက်ချက်ထားကြပြီးသားပဲ အခုလေဒီငလျင်ဆိုရင်ကျွန်တော်ဒါမှတ်မိတယ်ကောင်းကောင်းမှတ်မိတဲ့အပြင်ကျွန်တော်တို့ကောင်းကောင်းပြင်ဆင်ခဲ့တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံမှာနှစ်ပေါင်း900အတွဲမှာအကြီးဆုံးငလျင်တစ်ခုဖြစ်ပေါ်နိုင်နေဆိုတာ2015 2016လောက်ခနေကဒါတွေကိုပြင်ဆင်ပြီးတော့တွက်ချက်ထားတာတွေရှိတယ်ဒါကြောင့် ဤသူအစိုးရလက်ထက်မှာเนาะကျွန်တော်တို့ဒီငလျင်ကြီးနဲ့ပတ်သက်ပြီးတော့အခုဒီစကိုင်းနဲ့ပတ်သက်တဲ့ဒီငလျင်ကြောပေါ့ဗျာဒါနဲ့ပတ်သက်ပြီးဖြစ်နိုင်ခြေကြောင့်ကျွန်တော်တို့မြို့ကြီးတွေအထူးသဖြင့်ဒီလိုမျိုးပေါ့ဗျာ high rise တွေရှိတဲ့နေရာတွေမှာ ပိုပြီးအန္တရာယ်ရှိနိုင်တယ်ဆိုတာကိုတွက်ချက်ပြီးပြိုတင်ပြီးစီမံဖွဲ့စည်းပြင်ဆင်ထားတာတွေရှိပါတယ်เนาะရှိတယ်ဒါအားလုံးသိပြီးသားပဲ နိုင်ငံတော်အဲအတိုင်းအတာအထိနိုင်ငံတော်အတိုင်းမင်္ဂန်ကိုယ်တိုင်ဥဆောင်ပြီးတော့ကျွန်တော်တို့ဆိုရင်ကျွန်တော်တို့ရဲ့ဝင်းကြီးဆရာဦးမြင့်ထွေးကိုယ်တိုင်ဥဆောင်ပြီးတော့ကျွန်တော်တို့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီ disaster preparedness ဒီလိုမျိုးငလျင်နဲ့ပတ်သက်ရင်ကြိုတင်ပြင်ဆင်မှုတွေကိုကျွန်တော်တို့အဲလုပ်ကော်မတီတွေဖွဲ့ပြီးတော့တနိုင်ငံလုံးအတိုင်းအတာနဲ့လုပ်ခဲ့တဲ့ကိစ္စမှာကျွန်တော်ဟာ ဒီအရေးပေါ်ကျမ်းမာရေးစောင့်ရှောက်မှုမှာဆိုရင်တာဝန်ရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ကျွန်တော်တို့လုပ်ခဲ့တာဖြစ်ပါတယ်။ပြင်ဆင်ခဲ့တာဖြစ်တယ်။နိုင်ငံတော်အနေနဲ့ဒီလိုဟာမျိုးတွေဖြစ်လာရင်တုံးဆွဲဖို့အတွက်ငွေကြေးကအစနိုင်ငံတကာချိတ်ဆက်မှုတွေကအစဤတွင်မှာချိတ်ဆက်မှုစနစ်တွေကအစတီထောင်ထားခဲ့တာဖြစ်ပါတယ်။နော်စေယုံတယုံချင်းတယုံချင်းစီတမျိုးနယ်ချင်းစီရဲ့နေရာဒေသတွေပေါ်လိုက်ပြီးတော့ နော်အဖွဲတွေဖွဲ့ခဲ့တယ်ကျွန်တော်ဆိုရင်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု specialist တွေမွေးတာဒီရွယ်ချက်နဲ့မွေးတာဖြစ်ပါတယ်မြန်မာပြည်မှာအရင်တုန်းကမရှိဘူးအဲ့ဒီ emergency medicine specialist program ရှိပါဘူးအဲ့ဒါကိုဒီဟာကိုရည်ရွယ်ပြီးတော့ကျွန်တော်တို့တွေပြင်ဆင်ခဲ့မွေးခဲ့ယာနဲ့ခြီးပြီးဒါတွေကိုကျွန်တော်တို့ထုတ်ခဲ့တယ်နော်အဲ့ဒီလိုမျိုး trauma ရရင် injury တွေရရင် care လုပ်နိုင်အောင်လို့ primary trauma care ဆိုတာလူတွေထောင်နဲ့ချီပြီးကျွန်တော်တို့တင်ကြားခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဒီ ambulance system မြန်မာပြည်မှာအရင်တုန်းကအရေးပေါ်လူနာတင်ရင်စနစ်မရှိဘူး။အဲ့ဒါကိုရှိအောင်ကျွန်တော်တို့လုပ်ခဲ့တာဖြစ်တယ်။အခုလိုအချိန်တွေမှာဒါတွေကိုအသုံးချဖို့ဖြစ်တယ်။တကယ်တော့အဲ့ဒီဟာတွေကို နိုင်ငံတော်အနေနဲ့ဤသူအစိုးရအနေနဲ့ပြင်ဆင်ခဲ့တယ်ငွေကြီးလဲဆရာတို့တိပြီးသားဖြစ်မှာပါ ဘီလီယံပေါင်းများစွာရံပုံငွေထားပြီးလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီရံပုံငွေကိုတလွဲသူတို့ဒီစစ်အုပ်စုဒီစစ်အာဏာရှင်ကသူတို့တွေအာဏာသိမ်းပြီးပြီးချင်းမှာတလွဲသုံးခဲ့တာဖြစ်တယ်။ဒါကြောင့်အခုအချိန်မှာအဲ့ဒီကိစ္စတွေအကောင့်ထဲပေါ်လို့မရလို့မရ၊ကြိုင်မရသူတို့တွေကျွန်တော်တွေ့ပါတယ်နော်။အင်ဂျီလက်ပေါင်းလေးတွေခောက်ပြီးတော့ တောင်သွားသလိုလိုမြောက်သွားသလိုလိုလုံနေရတာဒီဟာဂလင်းလှုပ်တဲ့အချိန်မှာအမှန်ကကျွန်တော်တို့မှာဒီမှာတနာ day 1 day 2 day 3တို့အမှန်လုပ်နေရှိတယ် within minutes within second အတွင်းမှာ response လောက်အမှားရှိတယ်เนาะနိုင်အတွင်းမှာလောက်အမှားရှိအဲ့ဒါတွေအစီအစဉ်တကြတနည်း3လေးဘာဖြစ်ရင်ဘယ်သူကလောက်ရမယ်ဆိုတာကအစဘယ်နေရာကိုသွားရမယ်ဘယ်အင်းကြီးဝဲရမယ်ဆိုတာကအစ ဒါတွေကိုကျွန်တော်တို့တွေစီစဉ်ပြီးသားဇက်တိုက်ပြီးသားဖြစ်ပါတယ်။ဒရေတွေလှုပ်ထားတာဖြစ်တယ်။နေပြီးတော့ဆေးရုံမှာကျွန်တော်တို့ဒီ earthquake နဲ့ပတ်သက်ပြီးဒရေတွေလှုပ်ထားပြီးသားဖြစ်တယ်။ရန်ကုန်ဆေးရုံကြီးမှာ earthquake နဲ့ပတ်သက်ပြီးဒရေတွေလှုပ်ထားပြီးသားဖြစ်တယ်။မန္တလေးဆေးရုံကြီးမှာ earthquake နဲ့ပတ်သက်ပြီးဒရေတွေလှုပ်ထားပြီးသားဖြစ်တယ်။ အခုအဲ့အရာတွေတခုမှမဖြစ်ဘူးမင်းအွန်လိုင်းတယောက်တောင်မကိုင်းပြီးမြောက်မကိုင်းပြီးနဲ့တောင်သွားမြောက်သွားနေတာတွေပဲတွေ့ရတီတီရောက်ရောက်ပြည်သူတွေရဲ့အသက်ကိုကယ်ဖို့အခုလိုမျိုး trap ဖြစ်နေတဲ့လူတွေကိုနော်ကယ်တင်ဖို့အတွက်ပစ္စည်းပစ္စည်းရတော့ပြည်စုံနေတာကိုကျွန်တော်မတွေ့ရကုသမှုတွေကလည်းအာလုံးချမ်းမြေပေါ်မှာမြေပြင်ပေါ်မှာဒီတောင်ဖြစ်ကလက်စံလုပ်နေရတာတွေကိုမြင်နေရတာဟာကျွန်တော်သိရှင်းတာတယ်ဒါကြောင့်ဒီဒေါ်လာကြီးပြီးအောင်တိုက်မှာဖြစ်မှာ ီအကောင့်တွေရှိနေတဲ့၍ကျွန်တော်တို့ပြည်သူတွေမသေးသင့်မဲ့သေနေအောင်ပါလို့ကျွန်တော်ပြောချင်ပါတယ်။ဆရာမေးတဲ့မေးခွန်းကိုပြန်ချုပ်ရရင်ပြည်သူဆိုရလက်ထက်မှာ အသေးစိတ်စီစဉ်ဆောင်ရွက်ထားပြီးသားတွေဒီလိုလူမဆန်တဲ့လူတွေကြောင့်ပျက်စီးသွားလို့ဒီလိုအဖြစ်မျိုးဖြစ်ရတာလို့ကျွန်တော် ပြောချင်ပါတယ်။ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာ။အခုဆိုလို့ရှိရင်ရင်တွေ့နေရတာတွေကတစ်နေ့ထက်တစ်နေ့စိတ်မကောင်းစရာတွေပဲပေါ့နော်။ နောက်တစ်ခုကဆရာကြီးခင်ဗျာဒီအမျိုးသားညညွေးအစိုးရ NUG ကစစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာလုံခြုံရေးအာမခံချက်ရှိမယ်ဆိုရင် CDM ကျွမ်းကျင်ဝန်ထမ်းတွေနဲ့အဲဒီနိုင်ငံတကာကုညီကယ်ဆေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ဒီငလျင်ဘေးတင့်ပြည်သူလူထုအတွက်အရေးပေါ်ကယ်ဆေးရေးကုသရေးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ်ခင်ဗျ အဲဒီကိစ္စအတွက်နဲ့ပတ်သက်ပြီးဆရာကြီးတို့အနေနဲ့အဲဘာတွေကြိုတင်ပြင်ဆင်ထားပါလဲခင်ဗျာကျွန်တော်အခုဒါအစင်းနဲ့လှုပ်ထားတယ်မန္တလေးကိုသွားဖို့ကျွန်တော်အစင်းနဲ့လှုပ်ထားတယ်နေပြည်တော်ကိုသွားဖို့ကျွန်တော်အစင်းနဲ့လှုပ်ထားတယ်ဒီနေ့သူတို့သဘောတူရင်ကျွန်တော်ဒီနေ့သွားလို့ရတယ်ကျွန်တော်အစင်းနဲ့ဖြစ်တယ်ကျွန်တော်တွေမကဘူးကျွန်တော်တို့ CDM team နေအစင်းနဲ့ဖြစ်တယ်เนาะ emergency medicine specialist တွေ auto surgeon တွေဆရာဝန်တွေသူနာပြုတွေ CDM တွေ ready ရှိတယ်เนาะကျွန်တော်တို့ရဲ့အခုလွတ်မြောက်ဒေတာထဲမှာ ရှိပြီးသားကျွန်တော်တို့သူတို့ကိုလက်လှမ်းပြောထားပြီးသားသူတို့တွေလက်မခံဘူးเนาะကျွန်တော်တို့အခုဆိုရင်ဒါအဲကြင်ညာချက်တွေလက်ထုတ်ထားသလိုချိတ်ဆက်ပြီးတော့ကျွန်တော်တို့တွေပြည်သူတွေတကယ်တော့အခုရန်ကုန်အနေပြည်တော်တို့မန္တလေးတို့မှာသခိုင်းတို့မှာဖြစ်နေတဲ့ပြည်သူတွေအဲ့ဒါကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့ကိုထောက်ခံနေတဲ့ပြည်သူတွေ ဒီပြည်သူတွေရဲ့အသက်ကိုကယ်ဖို့နော်တကယ်တော့ကျွန်တော်တို့ကထောက်ခံတာမထောက်ခံတာမရှိပါဘူးကျွန်တော်တို့ NUG ရဲ့ကြီးညာပြီးသား people first ဘယ်ပြည်သူပဲဖြစ်ဖြစ်ကယ်တင်ဖို့အစဉ်သင့်မယ်နော်ကျွန်တော်တို့အားအကြောင်းဒီကြီးညာချက်ကိုထုတ်ခဲ့တာကျွန်တော်တို့အခုအစဉ်သင့်စောင့်နေတယ်အခုအချက်ပေးလိုက်အခုသဘောတူလိုက်ကျွန်တော်တို့အခုချက်ချင်းရောက်လာမယ်ကျွန်တော်တို့အခုအစဉ်သင့်ဖြစ်တယ်လို့ကျွန်တော်တို့ပြောတာဖြစ်ပါတယ်ကျွန်တော်ကငလျင်လှုပ် ပြီးတာနဲ့ကျွန်တော်သဘောပေါက်တယ်နော်ဒီငလျင်နှုတ်ပြီးတာနဲ့ကျွန်တော်သဘောပေါက်တယ်ကျွန်တော်တို့ဒါအတွေ့အကြုံတွေရှိတယ် theory တွေကျွန်တော်တို့သိတယ်ဒီငလျင်နှုတ်ပြီးတာနဲ့ဒီငလျင်ဟာလူတွေထောင်နဲ့တောင်းနဲ့ခြီးပြီးသိမဲ့ငလျင်ဆိုတာကျွန်တော်တမ်းပြီးသိတယ်အစက်ကတမနစ်အတွင်းမှာသိတယ်လှုပ်လှုပ်ချင်းဒါကြောင့်ကျွန်တော်တခါတည်းပြင်ဆင်တယ် NUG အရေးပေါ်အစည်းအဝေးခေါ်တယ်ကျွန်တော်တို့ကျမ်းမာရေးပညာရေး volunteer တွေအရေးပေါ်အစည်းအဝေးခေါ်ပြီးတော့တိဆောက်တယ်ကျွန်တော်တို့ကဒီဟာကိုကျွန်တော်ကဒီဟာကိုအမြဲတမ်းစိတ်ထဲမှာရှိပြီးအိမ်မက်ထဲမှာပါထက်မဲ့နေတဲ့လူဒါဖြစ်လာရင်ဒါလောက်ရမယ်ဆိုတန်းကိုသိတယ်ဒါကြောင့်ကျွန်တော်မှာအစင်သင်းရှိတယ်ဒါကြောင့်အချိန်မရွေးကျွန်တော်တို့ကအစင်သင်းဤသူတွေရဲ့အသက်ကိုကယ်ဖို့ဤသူတွေနဲ့အတူတူရှိဖို့ဤသူတွေရဲ့ကျမရေးဆောင်ရှောက်မှုအရေးပေါ်ဆောင်ရှောက်မှုတွေပေးဖို့အစင်းနဲ့ရှိနေတယ်လို့ပြောတာ ကြီးနာချက်ထုတ်တာဒါတာမန်စာလေးတကြောင်ရေးတာမဟုတ်ဘူးကျွန်တော်တို့မှာ preparedness မရှိပဲဒီကိစ္စကျွန်တော်ဘာမှပြောစရာအကြောင်းမရှိဘူးကျွန်တော်တို့ကရင်ပတ်နဲ့ခံစားပြီးတော့เนาะအုံနောက်နဲ့အလုံးလုံးနေတဲ့လူတွေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျအာဆရာကြီးကိုယ်တိုင်ကလည်းအစင်သစ်ရှိနေတယ်အဲမန္တလေးကိုသွားမယ်လို့ပြောသွားတယ်ဆိုတော့အခုလက်ရှိငလင်းဘေးတဲ့ဒေသတွေထဲမှာ NUG စိုးမိုးထားတဲ့ဒေတာတွေလည်းပေါဝင်တာဆိုတော့ပြည်သူတွေကိုဘလို့ကူညီကယ်ဆယ်မှုတွေအဲဘလို့ထူထောင်ရေးတွေရောဘလို့လှုပ်သွားဖို့အစီအစဉ်ရှိပါလဲဆရာကြီးခင်ဗျကျွန်တော်တို့စိုးမိုးဒေတာတွေမှာအချိန်နဲ့တပြေးညီကျွန်တော်တို့စောင့်ရက်နေပြီးသားဖြစ်တယ်ဆရာတို့သိမှာပဲကျွန်တော်တို့ PDF တွေပအာဖာပကဖာပလာဖာတွေနောက်ဒီသက်ဆိုင်ရာဒေတာမှာရှိတဲ့ကျမ်းမာရေးစောင့်ရှောက်သူတွေ အားလုံးကို alert လုပ်ပြီးတောက်ချောက်ကျွန်တော်တို့လုပ်နေတာဖြစ်ပါတယ်။ကျွန်တော်တို့မှရှိတဲ့ in အားနဲ့ကျွန်တော်တို့အစွမ်းကုန်ကြိုးစားနေတာဖြစ်တယ်။ဒါပေမဲ့ဒီကိစ္စဟာကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဒါကကဘာပေါ်မှာတော့မရှိတဲ့ရှားတဲ့ disaster ဘေးဒုက္ခမျိုး disaster ဆိုတဲ့အတိပယ်ကိုကကိုဟာကိုထိန်းချုပ်လို့မနိုင်တော့တဲ့ဟာကို disaster လို့ခေါ် အခုဟာကိုဟာကိုထိမ့်ချုပ်လို့ကျွန်တော်တို့မနိုင်ဘူးဒါကြောင့်နိုင်ငံတကာအကူအညီနဲ့အားလုံးနဲ့ပေါင်းပြီးလုပ်ရမယ်ကိစ္စအဲ့ဒါကိုဒါကြောင့်ကျွန်တော်တို့ခေါ်တာဖြစ်တယ်နော်ကျွန်တော်တို့ပြင်ဆင်ပြီးသွားနေတယ်လုပ်တယ်နော်ဒါအပြင်ဒါကတကယ်တော့ငလျင်နဲ့ပတ်သက်ရင်စာအုပ်ထဲမှာရှိပြီးသားဒီအင်တာနက်တွေ theory တွေရှိပြီးသားငလျင်လှုပ်ပြီး ပထမတဏှာကြီးမှာဘာလို့ရမလဲဒုတိယတဏှာကြီးမှာဘာလို့ရမလဲတတိယတဏှာကြီးမှာဘာလို့ရမလဲတရက်အတွင်းမှာဘာလို့ရမလဲနှစ်ရက်အတွင်းမှာဘာလို့ရမလဲသုံးရက်မှာဘာလို့ရမလဲအခုလို trap ဖြစ်နေတဲ့လူတွေဟာ82နှစ်ကြာကြော်ရဲ့အသက်ရှင်မှုခက်တယ်ဆိုတာတွေကအစเนาะပြီးရင်ဒီဟာတပတ်နေရင်ဘာလို့ရမလဲနှစ်ပတ်နေရင်ဘာလို့ရမလဲဒီမြေကြီးပျက်စီးသွားတာနဲ့ပတ်သက်ပြီးဘာတွေ research လုပ်ရမလဲဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေ ကျွန်တော်တို့တွေအကုန်လုံးပြင်ဆင်ပြီးသားလေ့လာပြီးသားဓာရီအတွက်ကျွန်တော်တို့မှာဒီအားလုံးဒီလင့်ကျင်မှုတွေအစလုတ်ထားပြီးသားဖြစ်တယ်ဆိုတာကိုကျွန်တော်တတ်ပြီးပြောတယ်နော်ဒါအပြင်အဲ့ဒီလို capacity မျိုးသူတို့မှာမရှိဘူးဆိုတာလည်းကျွန်တော်တတ်ပြီးပြောတယ်နော်ကျွန်တော်တို့အခုလွတ်မြောက်ဒေတာတွေမှာဓာရီကိုကျွန်တော်တို့လုတ်ဖို့လိုမယ်ဒါပေမဲ့ကျွန်တော်တို့တွေအားလုံးပေါင်းစည်းပြီးလုတ်ဖို့လိုတယ် နိုင်ငံတကာအကူအညီတွေလည်းအများကြီးလိုတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့နိုင်ငံဟာတကယ့်ကိုနော်တကယ့်တဘူပေါ်တဘူစင်ပေါ့နော်တကယ့်အတုံးမကြတဲ့လူလိုမသိတဲ့လူလိုမတွေးတဲ့ဒီလိုလူစိတ်မရှိတဲ့အာနာရှင်တွေကြောင့်ပျက်စီးဒုက္ခရောက်ပြီးတော့အခုလိုမျိုးအဲဘေးဒုက္ခတွေတစ်ဆင့်ဆင့်တက်နေတာ ဒီလိုစနစ်ဒီလိုလူတွေမရှိဖို့ဟာအရေးအကြီးဆုံးဖြစ်တယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ခုနဆရာမေးတဲ့မေးခွန်းကိုဖြေရရင်တော့ကျွန်တော်တို့တွေအားလုံးဒါဟာနော်တော်လိုင်းကြီးမှာဘက်တော်သားတွေအားလုံးဒီဟာကိုသိဖို့တတိရှိဖို့လိုတယ်ဒီလိုမျိုးအာဏာရှင်ရှိနေတဲ့၍တော့ကျွန်တော်တို့နိုင်ငံဘယ်လိုနီးနေမှလွတ်မြောက်ဒေသတွေတွေမကဘူးတနိုင်ငံလုံးကောင်းမှုအတွက်ဘယ်လိုနီးနေမှဆောင်ရွက်နိုင်မှာမဟုတ်ဘူးဒါကြောင့် ီလိုလူတွေမရှိဘူးဒီစနစ်တွေမရှိဘူးဟာအရေးကြီးတယ်လို့ကျွန်တော်ဖြည့်တင်ပါတယ်။ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာ။အာခုနကဆရာကြီးပြောထားတဲ့အထဲမှာဆရာကြီးကမန္တလေးကိုသွားဖို့အတွက်အစဉ်သင့်ဖြစ်နေပြီဆိုတော့ကျွန်တော်ခေါင်းထဲမှာတခုပေါ်လာတာပေါ့နော်။ဆရာကြီးအနေနဲ့ဒီမန္တလေးကိုသွားမယ်ဆိုတာကြေညာလိုက်ပြီပေါ့နော်။ကြေညာတယ်ဆိုတော့စစ်ကောင်စီကခွင့်ပြုတယ်ဆိုရင်ရောဆရာကြီးအတွက်သွားမယ်ဆိုရင်လုံခြုံပါမလား။အာစစ်ကောင်စီကဆရာကြီးရဲ့ယုံကြည်ရပါမလားပေါ့နော်ဆရာကြီး။ တို့ကတော့လူတွေမဟုတ်တော့လူလိုတွေးတဲ့လူမဟုတ်တော့ကျွန်တော်တို့ကအသေးချာစီစဉ်ပြီးတော့ဒါတွေကတော့စနစ်တကျစောင်ရွက်ရမှာပေါ့နော်နိုင်ငံတကာရဲ့အကူအညီလဲယူရမှာပေါ့ကျွန်တော်တို့တို့တွေတည်ကြအောင်လုံခြုံရေးတည်ကြအောင်ယူရမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ကပြည်သူအတွက် အသက်ပေးထားပြီးသားဖြစ်တယ်ကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေအားလုံးကိုပေးပြီးဒီဒေါ်လာရေးလုပ်နေတာပြည်သူအတွက်ဆိုရင်ကျွန်တော်တို့ ဘာဘိုပဲဖြစ်ဖြစ်စွန့်လွတ်စွန့်စားဖို့အစဉ်နဲ့မယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာအဲနောက်တစ်ခုကဒီစကိုင်းတိုင်းတွေကချောင်းမျိုးရှမ်းပြည်နယ်တွေကနောင်ချူမျိုးနဲ့ဒီပဲခူးတိုင်းတွေကဖြူးမျိုးနယ်တွေမှာစစ်ကောင်စီကငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့တဲ့မတ်လ28ရက်နေ့မှာပဲဘုံကျဲတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်အဲဘုံကျဲတာမရက်တဲ့အကျန်းဖတ်စစ်တပ်ရဲ့လှုပ်ရက်ကိုရောဆရာကြီးအနေနဲ့ဘယ်လိုမျိုးတုံ့ပြန်ကြမှာလဲ ဒီကနေ့ပတ်သက်ပြီးတော့ဒါဟိုကျွန်တော်ကထူးထူးခြားခြားတော့မတုံ့ပြန်ဘူး။ဘာလို့ဆိုတော့ဒီလူတွေလူမဟုတ်ဘူးဆိုတာကျွန်တော်ပြောနေတာတောက်ချောက်ဒီနေ့ခုပြောတဲ့တဲမှာကျွန်တော်ပြောတဲ့အများကြီးပါပြီလား။လူမဟုတ်ဘူးဆိုတာပြောနေတယ်။အဲ့တော့လူလိုမတွေးတဲ့လူတွေရဲ့လူမဆန်တဲ့အလုပ်ကိုကျွန်တော်သိဝေဖန်စရာတော့မရှိဘူး။ဒါပေမဲ့ကဘာကြီးကိုတော့သိအောင်ကျွန်တော်ပြောချင်တယ်။ကဘာကြီးကိုသိအောင် ပြောချင်တယ်။ UN အဖွဲ့အစည်းတွေကိုသိအောင်ပြောချင်တယ်။အိနာနီချင်းတွေကိုသိအောင်ပြောချင်တယ်။ အိမ်နာနေခြင်းအကြီးကြီးတွေကိုသိအောင်ပြောခြင်း ਨੇ လူမဟုတ်တဲ့လူနဲ့တော့မဆက်ဆံတဲ့လူမဖြစ်ဘူးလို့ကျွန်တော်ပြောခြင်းပါဟုတ်ကဲ့ပါဆရာကြီးခင်ဗျာဒီအကျံပတ်စစ်ခေါင်းဆောင်မင်းအောင်နိုင်ကတော့ဒီဟိုနာဂိကိစ္စကိုအမျက်ထုတ်ပြီးတော့2008ခြေဥ်ကိုဇွတ်တည်ပြုခဲ့တာရှိပါတယ်အခုလည်းပဲဒီငလျင်ကိုအကြောင်းပြုပြီးတော့နိုင်ငံရေးအမျက်ထုတ်ဖို့စ조사နေတာကိုလည်းတွေ့ရပါတယ်ဒီအပေါ်မှာဆရာကြီးတို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘလို့ကင်တွေသွားဖို့ရှိမလဲဆရာကြီးခင်ဗျာဒါနဲ့ပတ်သက်ပြီးတော့တကယ်တော့ခုနကပြောလို့ပေါ့လေအားလုံးလည်းစိုးရိမ်ကြတယ်သူ့ရဲ့လှုပ်ရှားမှုကလည်းအဲ့လိုပေါ့နော်ဟိုမိုဒီယိုပုံစံတားတို့ဘာတို့တွေဒါတွေလုံနေတာတွေတွေ့ရတယ်တကယ်တော့သူ့ရဲ့နောက်မှာရောသူရောဒီဟာနဲ့ပတ်သက်ပြီးတော့အရန်ဟိုသူတို့ဟိုဘာအဲလူရဝဉဉနေတာပေါ့ဗျာလူရဝဉဉနေတာပေါ့တကယ်တော့လူရဝဉဉလို့ကြိုးစားနေဒါပေမဲ့အခြေအနေချင်းလုံးဝမတူဘူးဗျာဆရာပြောတဲ့2000 ရှစ်ဆရာပြောတဲ့ nagis နဲ့ဒီနေ့ခြေနေခြင်းလုံးဝမတူဘူးเนาะအဲ့ဒီအခြေအနှုန်းကတိုင်းရင်းသားတွေနဲ့တော်လန်ရေးအဖွဲ့အစည်းတွေရဲ့အနေအထားနဲ့เนาะအဲ့ဒီတုန်းကရှိနေတဲ့နာဝတရဲ့အနေအထားအခုဒီနေ့ရှိနေတဲ့စာကစာရဲ့အနေအထားနဲ့ကျွန်တော်တို့တော်လန်ရေးအင်အားစုတွေရဲ့အနေအထားလုံးဝမတူဘူးเนาะကျွန်တော်တို့ကတော့ လူသားချင်းစာနာမှု humanitarian box ဆိုပြီးထိုးစစ်နှစ်ပတ်ရပ်ထားတာဟိုဟိုအဲ့ဒီအနေအထားမျိုး2008တုန်းကမရှိဘူးအခုကကျွန်တော်တို့ကနော်လူလိုတွေးပြီးနှစ်ပတ်ရပ်ထားတာနော်လူလိုနားမလည်တဲ့လူကိုတော့ဆုံးမဖို့အဆင်နဲ့ပဲဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်လို့ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာအဲနောက်မေးခွန်းတစ်ခုကတော့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်အာနာသိန်းစစ်ကောင်းဆောင်ကတော့ ငလင်တန်တင့်တဲ့နေရာတွေကိုတွားရောက်ကြည့်ရှုတဲ့ဓပုံတွေထွက်ပေါ်လာခဲ့ပေမဲ့ရေပြင်မှာတော့အပျက်စီးတွေအောက်ကလူတွေကိုကယ်ထုတ်ဖို့အကူပစ္စည်းတွေတောင်လုံလောက်မနေဘူးဆိုတာကူညီကယ်ဆယ်နေတဲ့သူတွေစီကနေသိရပါတယ်အဲငလင်းဘေးဒဏ်တင့်ပြည်သူတွေကိုကူညီကျင်ကြတဲ့အခုလဲလာရောက်ကူညီနေကြပြီဖြစ်တဲ့နိုင်ငံတကာကိုရောဗာပြောချင်ပါတယ်ဆရာကြီးခင်ဗျာနိုင်ငံတကာကူညီနဲ့ပတ်သက်ပြီးရင်တော့ကျွန်တော်တို့ NGO မှာအခုမှမဟုတ်ဘူးဗျာ ဒီဒေါ်လာကြီးအစအနေကဒီ COVID-19 နဲ့ပတ်သက်ပြီးကျွန်တော်တို့က second wave ကို manage လုပ်ခဲ့ကြတာပေါ့ဗျာ first wave second wave third wave ဖြစ်လာတဲ့အချိန်မှာနိုင်ငံတကာကိုကျွန်တော်တို့ပြောခဲ့တာရှိတယ်။ဟောရေကြီးရေကြီးရေရှမ်းနေဖြစ်တော့ပြောခဲ့တာရှိတယ်။မုံတိုင်းမုံတိုင်းဖြစ်တော့ပြောခဲ့တာရှိတယ်။ဒါအပြင်အခုလိုမျိုးပေါ့ဗျာသူတို့ man made disaster တွေသူတို့ရွာတွေကိုမိရှို့ပုံကျတဲ့အချိန်မှာကျွန်တော်တို့ပြောခဲ့တာရှိတယ်။ကျွန်တော်တို့မှာ NUG မှာ policy ရှိပြီးသားကျွန်တော်တို့ကတကယ်ကိုလူလူတွေးတဲ့လူသားစံတဲ့ policy ရှိပြီးသားကျွန်တော်တို့ policy က people first wherever whoever ပြည်သူသာအဓိကဘယ်မှာရှိနေတဲ့ပြည်သူဖြစ်ဖြစ်ပြည်သူရဲ့ဒုက္ခကိုကယ်တင်ဖို့အတွက်အရေးအကြီးဆုံးဆိုတဲ့ people first policy ကို NUG နဲ့နိုင်ငံသားအဖွဲ့အစည်းတွေကချထားပြီးသားဒါဆရာတို့သိပါလိမ့်မယ် 2024ဇန်နဝါရီ31ရက်နေ့ကြီးညာချက်ထဲမှာတရားဝင်ထည့်ပြီးကြီးညာထားပြီးသား Humanitarian နဲ့ပတ်သက်ရင်ကျွန်တော်တို့က People First Transparency and Equivalent Communication ဆိုတဲ့ policy သုံးရပ်ချထားပြီးသားရှိ People First ပြည်သူသာအဓိကပဲဘယ်မှာရှိနေတဲ့ပြည်သူပဲဒုက္ခရောက်ရောက်ပြည်သူကိုကူညီဖို့ဒီနံပါတ်1 transparency ပြည်သူကိုအခုလိုမျိုးဒုက္ခရောက်တာကိုကုညီဖို့အတွက်ဝင်လင်းမြင်တာတဲ့ကုညီမှုတွေရှိရအခုကုညီတဲ့ပစ္စည်းတွေပြည်သူလက်ထဲကိုဓာတ်ရိုက်ရောက်အောင်ပေးရနော်အခုလိုအရင်တော့ကြားနေတာအခုလည်းကြားနေတာတွေပေါ့ဗျာဖြစ်နိုင်တာတွေပေါ့ကိုချိုးတုံးတာတို့နော်အခုလိုမျိုးနိုင်ငံရေးအတုံးချတာတို့နော်အခုလိုမျိုးသူတို့တလွဲကိုတုံးသွားတာတို့ဆိုတော့ကျွန်တော် ပြောပြပြီးပဲပြည်သူရဲ့ ီလိုမျိုးဘေးအန္တရာယ်တွေအတွက်ထားထားတဲ့ရံပုံငွေကိုတလွဲသုံးပစ်တယ်ဆိုကြတဲ့အဲ့လိုမျိုးတွေမဖြစ်ဖို့လိုတယ် transparent ဖြစ်ဖို့လိုတယ်နော်ပြည်သူတွေရဲ့စံနာသဘောထားနဲ့အညီဖြစ်ဖို့လိုတယ်အဲ့တော့အဲ့ဒါကျွန်တော်တို့ရဲ့ policy နောက် equivalent communication အခုလိုမျိုး disaster တွေဖြစ်လာတဲ့အချိန်မှာဘေးအန္တအဲတဘာဝဘီအန်နေရီကြာရောက်လာတဲ့အချိန်မှာကျွန်တော်တို့က ဘဒုမို့လို့နိုင်ငံတကာကမဆက်ဆံပါနဲ့မပေးပါနဲ့လို့ကျွန်တော်တို့မပြောဘူးဘဒုကိုပဲဖြစ်ဖြစ်ဆက်ဆံဘဒုကိုပဲဖြစ်ဖြစ်ပေးဖို့လိုတယ်လို့ကျွန်တော်တို့ဒါကိုပြောခြင်းဖြစ်တယ်เนาะ equivalent ဖြစ်တဲ့ communication ရှိရเนาะဥပမာပေါ့ဗျာအခုအခြေအနေမျိုးဆိုစကားစကားကိုလည်းဆက်ဆံပါကျွန်တော်တို့ကိုလည်းဆက်ဆံပါတိုင်းရင်းသားအဖွဲ့အစည်းများကိုလည်းဆက်ဆံပါဒါမှသာလျှင်မြေပြင်မှာရှိနေတဲ့ပြည်သူစီကိုအကူအညီရမှာပေါ့ဒါကြောင့်ကျွန်တော်တို့မှာ ိကျပြတ်သားတဲ့ရှင်လင်းတဲ့လူသားစံတဲ့ humanitarian policy ရှိတယ်အဲ့ဒီ policy က people first transparency equivalent communication ပြည်သူသားပထမဘယ်မှာရှိနေတဲ့ပြည်သူပဲဖြစ်ဖြစ်ရရှိရမယ်နော် humanitarian aid နောက်ဒါဟာပွင့်လင်းမြင်သာမှုရှိရမယ်နော်ဒါဟာ ဒဲတို့အနေထားမျိုးမှာပဲဖြစ်ဖြစ်အားလုံးနဲ့ဆက်ဆံပြီးပေါင်းသင်းပြီးအလုပ်လုပ်ရမယ်ဆိုတဲ့ policy ရှိတယ်။ကဘာလုံးကိုလည်းကျွန်တော်တို့ဒါပဲပြောနေတယ်။နိုင်ငံတကာအခွင့်အရေးတွေကိုလည်းဒါပဲပြောနေတယ်။အိမ်နာနှီးချင်းတွေကိုလည်းဒါပဲပြောနေတယ်။ဒါကတော့အားလုံးသိပြီးသားဖြစ်ပါလေ။ကျွန်တော်တို့တွေရဲ့ policy အဲ့ဒီ policy နဲ့ဒါတွေကိုကျွန်တော်တို့အကောင့်ထဲပေါ်သွားမှာဖြစ်တယ်။နိုင်ငံတကာအကူအညီတွေကိုရရှိသွားမှာဖြစ်တယ်။ဒီလို disaster ကိုအဲ့ဒီလို manage လုပ်သွားမှာဖြစ်တယ်။ဒါကြောင့်လည်းကျွန်တော်တို့က ူတို့ကိုကျွန်တော်တို့အခုချိန်မှာသူတို့ဒါသဘောတူရင်ရန်ကုန်နေပြည်တော်ကိုလာမယ်မန္တလေးကိုလာမယ်လို့ပြောနေတာပေါ့ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာ PPTV ရဲ့တည်တံ့တွေ့ဆုံမေးမြန်းခန်းကနေနောက်ဆုံးမေးချင်တာကတော့အခုဆိုလို့ရှိရင်ဒီအကျန်းဖတ်စစ်တပ်က မတရားအာဏာကိုလူယူထားတာ၄နှစ်ကျော်အချိန်ကိုရောက်ရှိလို့နေပါပြီအဲဒီကနေ့အချိန်ထိဓမ္မဘက်ကနေရပ်တည်နေတဲ့ပြည်သူလူထုကိုဆရာကြီးအနေနဲ့ဗာများပြောချင်ပါတယ်လေ ဒီ interview အစီအစဉ်ကနေတစင်းဆရာကြီးအနေနဲ့အဲဘာများဖြည့်ဆွတ်ပြောချင်ပါလဲခင်ဗျာအဲကျွန်တော်ပြည်သူလူထုကြီးတရလုံးပေါ့လေအခုလိုမျိုးဟိုခံစားနေရတာတကယ်တော့အခုဒေါ်လာဒီဒီငလျင်ထဲမှာအခုလိုမျိုးဟိုတကယ်ကိုစိုးရလာတဲ့နှစ်ပေါင်း150နှစ်အတွင်းမှာအကြီးမားဆုံးငလျင်ထဲမှာ ဆုံးမသွားတဲ့ပြည်သူတွေတေဥချင်းတူချင်းတယောက်ချင်းတယောက်ချင်းဒုက္ခရောက်သွားတဲ့ပြည်သူတွေတူချင်းတူချင်းတယောက်ချင်းတယောက်ချင်းကိုကျွန်တော်ကိုချင်းစားတယ်เนาะကျွန်တော်ခံစားရတယ်ဒါနဲ့ပတ်သက်ပြီးဝမ်းလည်းနေတယ်ဒါအပြင်တကယ်တော့အဲ့ထဲမှာကျွန်တော်ရဲ့အမျိုးတွေအဆွေတွေကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်တို့ရဲ့တပည့်တွေကျွန်တော်တို့ရဲ့ဆရာတွေပါတယ်เนาะကျွန်တော်တကယ်ကိုဒါဟာယင်းနဲ့အမျှခံစားရတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်လို့ ဒါပေမဲ့ဒီလိုအဖြစ်အပျက်တွေဖြစ်တိုင်းဖြစ်တိုင်းပြက်တိုင်းပြက်တိုင်းပြည်သူတွေဒုက္ခတွေရောက်တိုင်းအသက်တွေပေးရတိုင်းဓာရီရဲ့နောက်မှာကျွန်တော်တို့နိုင်ငံရဲ့စနစ်တွေခစ်တွေမကောင်းလို့အားနေလို့ဓာရီမှတ်မှန်လို့ဖြစ်ရတယ်ဆိုတာကအမြဲတမ်းကျွန်တော်ရဲ့အကောင်းနဲ့ကျွန်တော်တို့ရင်ပတ်ထဲမှာရှိတယ် ဒါကိုပြည်သူတွေလည်းသိပါတယ်ပြည်သူတွေသိစီခြင်းတယ်ကျွန်တော်တို့နိုင်ငံသားကောင်းမွန်တဲ့ခင်မီတိုးတက်တဲ့စနစ်ကြတဲ့နိုင်ငံဆိုရင်ဒီလိုဟာမျိုးတွေမတည်သင့်တဲ့လူတွေကိုမတည်ရအောင်ဒုက္ခမရောက်သင့်တဲ့လူတွေကိုဒုက္ခမရောက်ရအောင်ကျွန်တော်တို့ကာကွယ်နိုင်မယ်တားဆီးနိုင်မယ်ပြင်ဆင်နိုင်မယ်ပြည်သူအစိုးရနဲ့ကျွန်တော်တို့ပညာရှင်တွေနဲ့ပေါင်းပြီး COVID-19 ကိုကောင်းကောင်းကာကွယ်နိုင်တယ်လို့ ီငလျင်ကိုလည်းကောင်းကောင်းကာကွယ်ဖို့ပြင်ဆင်ထားချက်တွေအခုလိုမျိုးလူတွေကြောင့်ပြစ်စည်းသွားရတာတွေဟာတကယ်တော့မဖြစ်သင့်ဘူးအဲ့ဒီလူမျိုးတွေကျွန်တော်တို့နိုင်ငံဘယ်တော့မှမဖြစ်ရအောင်ကျွန်တော်တို့နိုင်ငံအတွက် အဖြေဖြစ်တဲ့ Federal Democracy နိုင်ငံဖြစ်ဖို့စစ်အာဏာရှင်နဲ့အာဏာရှင်ဟူသည်မြို့ကိုဖေရှားဖို့ဟာ အရေးအကြီးဆုံးဖြစ်တယ်လို့ကျွန်တော်ပြည်သူကိုဒီ message ပေးချင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေဟာဒီလိုမျိုးစနစ်တွေဒီလိုမျိုးလူမဆန်တဲ့ဖက်စစ်အာဏာရှင်ကိုဖယ်ရှားဖို့ဟာကျွန်တော်တို့နိုင်ငံအတွက်အရေးအကြီးဆုံးဖြစ်တယ်။ Federal Democracy နိုင်ငံတည်ထောင်မှုဟာအရေးအကြီးဆုံးဖြစ်တယ်။နောင်လာသည်မအခုလိုဘေးဒုက္ခအန္တရာယ်တွေကိုကာကွယ်နိုင်ဖို့ ဘေးဒုက္ခအန္တရာယ်အပေါင်းကနေကင်းရှင်းအောင်လုပ်ဖို့ဘေးဒုက္ခအန္တရာယ်တွေကြောင့်အတိအပြောက်တွေမဖြစ်ဖို့အတွက်ကစစ်အာဏာရှင်ကိုဖယ်ရှားပြီးစစ်မှန်တဲ့ Federal Democracy နိုင်ငံကိုတည်ထောင်နိုင်မယ်ဒီနေ့တော်လှန်ရေးမှာအစုံတိတိုက်ပွဲဝင်ပြီးပါဝင်ကြပါလို့ပြည်သူတွေကိုကျွန်တော်တိုက်တွန်းနေပါတယ်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကြီးခင်ဗျာ PPTV ရဲ့တည်တံ့တွဲဆုံမေးမြန်းခန်းကိုအချိန်ပေးပြီးကြီးစုအားပေးခဲ့ကြတဲ့ဓမ္မဘက်ကနေယက်တီနေကြတဲ့ပြည်သူလူထုအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။